တပည့်ပြည့်ဗျာတိတရားစရာပြီးရင်ဗျာတိတရားကနှိမ့်ဆက်လာဗျာတိဆိုတာယောဂဖြစ်မှဗျာတိကြီးပဲမဟုတ်ဘူးအိုမင်းရင်းရော်လာတဲ့အခါမှာခုနာနာဒီနာနာဟောအကိုက်တရားကိုက်နောက်ဆုံးမခံနိုင်တဲ့အခါကျတော့သေဝဲဝင်ရတာပဲအေးဒီအတွက်ကိုလည်းကြိုတင်ပြီးတော့စဉ်းစားထားတယ်ဘယ်လိုစဉ်းစားဗျာတိဓမ္မောမိဗျာတိအနာတိတောဗျာတိဓမ္မောအမိငါဟာ ဖြာနာခြင်းသဘောရှိတယ်။နာခြင်းသဘောရှိသူဖြစ်တယ်။ဖြာတယ်ဖြာနာခြင်းဆိုတဲ့သဘာဝကိုနတ္တိတော်ငါမလို့မြောက်နိုင်သေးဘူး။စဉ်းစားပေးတဲ့အဲ့ဒါလေးကိုစဉ်းစားစဉ်းစားပေးခြင်းအဖြစ်အဖြေမှန်ကိုထုတ်နိုင်လား။လက်တွေ့ကျုံလာတဲ့အခါကျတော့ခန္ဓာရည်ရှိအောင်လုပ်တာစိတ်ပြည့်စရာတွေတွေးခိုင်းတာမဟုတ်ဘူးခန္ဓာရည်ရှိလားကျမ်းမာတယ်ဆိုတဲ့ပုံမှာလူတွေကရှင်မှုမေးလျော့တတ်တယ်ပေါ့ ဖြာတိဓမ္မမိဖြာရိနန္တိတော။နာကျင်သဘောရှိတယ်။တဏိနာယအောင်မယ်။ငါကြော်လွားမသွားနိုင်သေးဘူးလို့စဉ်းစားဆင်ခြင်ခြင်းအပြင်ငါကျမ်းမာတယ်ဆိုတဲ့အပေါ်မှာရစ်မှုမေးလျော့ပြီးတို့ကတော့ဘာမှမဖြစ်ဘူးလို့ကိုယ့်အကိုအထင်ကြီးပြီးဒီလိုနေတာမျိုးဖယ်ရှားနိုင်တယ်လို့ဒီလိုဆိုလို့တယ်ပေါ့အာရောချမဒလို့ခေါ်တယ်။ကျမ်းမာရင်လူတွေကကျမ်းမာမှုပေါ်မှာရစ်မှုတတ်တယ် အဲ့ဒီရင်မှုမှုကိုဖယ်ရှားပြနိုင်တယ်တဲ့ဒီအတွေ့ကရင်မှုနေရင်မဖြစ်လဲဆိုရင်ရင်မှုနေရင်ကောင်းတာတွေမလုံးဖြစ်ဘူးသူကမကောင်းတာတွေကြတော့လုံးဖြစ်တယ်အဲ့ဒါကြတော့မကောင်းကျိုးတွေကိုရနိုင်တယ်ပေါ့ဒါကဒုတိယမြောက်သာသမီနဲ့မိဘမကဲတင်နိုင်တဲ့ရာခိုင်နှုန်းဖြစ်ကဲတင်လို့မရတဲ့ဘေးရန်တစ်မျိုးပဲတဲ့ ဟောနောက်တစ်ခုကတော့ဘာလို့ဆိုမရဏဘီတိတ်ဆုံးခြင်းဆိုရယ်ဘီဒါတော့အထုပြောစရာကိုမရှိဘူးအင်တာမအထင်ရှားတယ်မဟုတ်ခင်လဲတည်မှာပဲမနာပဲနဲ့လဲတည်တာပဲငယ်ငယ်ရွယ်နဲ့လဲတည်တာပဲကြီးတဲ့လူလဲတည်တာပဲနောက်ဆုံးမှာပညာရှိတဲ့လူလဲတည်တာပဲပညာမဲ့တဲ့လူလဲတည်တာ ယာရုကြည့်တဲ့လူလည်းသေးတာပဲယာရုငယ်တဲ့လူလည်းသေးတာချမ်းသာကြွယ်ဝတဲ့လူလည်းသေးတာပဲဆင်းရဲတဲ့လူလည်းသေးတာသေခြင်းတရားကိုကြော်လွှားသွားနိုင်တဲ့ပုဂ္ဂိုလ်တရားမှမရှိဘူးအဲ့ဒီသေခြင်းတရားသေခြင်းဆိုတဲ့မရဏဘေးနဲ့ရင်ဆိုင်တွေ့လာလို့ရှင်လေသာသမီနဲ့မိဘအပြာလံကဲ့တင်နိုင်စွမရှိကြဘူးတဲ့ရာခိုင်နှုံးပြည့်ကဲ့တင်နိုင်စွမရှိကြဘူးကဲ့တင်နိုင်စွမရှိဘူးဆိုတာ ေးငါအမေမသေးပါစေနဲ့အမေအစားကျွန်တော်ကျမတို့သေပါမယ်ဒီလိုလုပ်လို့ရလားသာသမီငယ်သေးတယ်